Hello အားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ညမှာနောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုကျွန်တော်တို့ဆွေးနွေးသွားပါမယ်လက်ရှိမှာတော့အားလုံးကသွေးပူနေကြတဲ့အချိန်ပေါ့လေကိုရီစီမမမဟုတ်သူတို့စီမှာလည်းပြန်မလာဖြစ်ပြက်သွားတာကတိတ်မကြသေးတဲ့အခြေအနေမျိုးဆိုတာအလုံးကသွေးပူနေကြတော့တော့တရင်နေလေကျွန်တော်တောက်လျှောက်တွေတက်တယ်ဟိုလူရောင်မာလို့ဒီမှုရောင်မာလို့ဟိုဟာပဲပြင်းတော့မလို့ဒီဟာပဲပြင်းတော့မလို့အလုံးကတရင်နေတောက်လျှောက်ကျွန်တော်တက်နေကြတာ ဆိုအဲ့ဒီတဲကမှကျွန်တော်တို့အပြောင်းအရွှေ့တွေနဲ့ပတ်သက်လို့အရင်ဆုံးစပြီးတော့ကျွန်တော်ကြည့်ကြည့်အောင် Resmans Whiteland ကိုအီတလီကလပ်အသင်းတွေတော်တော်များများကစိတ်ဝင်စားနေကြတယ်ပေါ့နော် Inter Milan က New Year ဒီအပြောင်းအရွှေ့မှာခေါ်ဖို့အတွက်စဉ်းစားနေတယ်လို့ Napoli နဲ့ Juventus ကလည်းမက်လာမှာဆက်သွယ်မှုတချို့တွေပြုလုပ်ခဲ့တယ်ဆိုတော့အပြောင်းအရွှေ့ဖြစ်ဖို့ကတော့ Manchester United အပေါ်မှာပဲမူတည်နေတယ်ဆိုပြီးတော့အဲကျွန်တော်ဖော်ပြထားတယ်ဒီ Resman နဲ့ပတ်သက်လို့ရှိရင်လက်ရှိဒီချိန်မှာအော်မယောင်းနဲ့ဟေ့ဆိုတဲ့လူကတော့တိတ်တော့မရှိတော့ဘူးလို့ကျွန်တော် ရှိကိုမရှိတော့ဘူးလို့ကျွန်တော်ယူဆတယ်။ Poison နဲ့ပတ်သက်လို့ရှိရင်ပြိတက်တွေကလုံးဝဆိုသူတို့လက်လျှော့လိုက်ပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်။ပြိတက်တွေတွေမဟုတ်ဘူး။သတင်းတချို့မှာဆိုလို့ရှိရင် Manchester မှာရှိတဲ့ကျွန်တော်တို့ထားမှာတော့အသင်းရဲ့အသင်းမှာရှိတဲ့ကျွန်တော်တို့ထိပ်သီးပိုင်းကလူတွေတောင်မှ Westman Poison အပေါ်မှာယုံကြည်မှုလုံးဝပျောက်ပျောက်ဆင်းလာပြီးတော့ပေါ့နော်။ကြာဆင်းလာပြီးတော့ဘလူးမန်ကျေးဇူးကောင်းလာမလို့မယ်ကစားမဟုတ်လိမ့်မယ်လို့မထင်ကြတော့တဲ့ပုံစံမျိုးတွေထိပါကျွန်တော်မြင်နေရပြီ။အဲကြောင့် white line နဲ့ပတ်သက်လို့ရှိရင်အားလုံးကလက်လွတ်ချင်နေရပြီ။ ။အခုရှိတာကတော့ Italy Club တီကတော့ Italy မှာကျင်လည်ပြီးတော့ကောင်းခဲ့တဲ့ကစားမတစ်ယောက်ဆိုတော့အားလုံးကကောင်းလာမယ်လို့ထင်ကြတော့လက်ရှိမှာလည်းစိတ်ဝင်စားနေတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့လေ။ဆိုတော့ Napoli နဲ့ Juve ကလည်းပြီးခဲ့တဲ့ match လမှာတော့ဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်။လက်ရှိမှာလည်း Inter Milan ကခေါ်ဝေကျူးပန်းနေတယ်ဆိုတော့ဟိုတခုတော့ရှိရပြတည်လားကျွန်တော်တို့ကတော့ကိုယ်အသင်းရဲ့ပွဲစဉ်တွေကို week in week out ကြည့်နေတယ်ဆိုတော့ Christmas နဲ့ပတ်သက်လို့ရှိရင်ဘာတွေအားနေတယ်လဲဘာတွေတိုင်ပတ်တယ်လဲကျွန်တော်တို့ကောင်းကောင်းမြင်နိုင်တယ်။ဒါပေမဲ့တခြားတစ်ဖက်ကတွေးကြည့်ရင်လည်း အင်တာမီလန်လိုအသင်းမျိုးကဟွိုင်းလန်ကိုခေါ်ခြင်းနဲ့ဆိုတာမင်းကစားမမင်းညံ့နေလို့တော့မဟုတ်ဘူးနော်သူတို့မျက်စိထဲမှာဒီကစားမကတော့ညံ့နေဟိနော်အဲ့လိုဖြစ်နေလို့တော့မဟုတ်ဘူးဂျူဗင်တက်စ်တို့နာပိုလီတို့ကခေါ်ခြင်းနဲ့ဆိုတော့ဒီကစားမဟာတတော်ကိုသုံးစားမရလောက်အောင်ဒီတိုင်ပက်နေတဲ့ကစားမမဟုတ်လို့သူတို့လူကျင်တာပဲဘယ်သူကမှန်ပြအကိုအသင်းကိုအကျိုးပြုနိုင်မှာမဟုတ်တဲ့ပလေယာကိုနော်ပေါင်တန်း၁၀နဲ့ချီတုံးပြီးတော့ခေါ်ဖို့ကြိုးပမ်းမှာမဟုတ်ဘူး ိုရီမှာတိုင်ပတ်နေရတယ်ဆိုတခုတော့ရှိတာပေါ့လေကျွန်တော်တိုင်ပတ်နေတဲ့တည်းမှာ Resmus Whiteland ရဲ့ဒီအကြီးချင်းကလည်းမกินဘူး Resmus ဒီ low edge တော်တော်များတဲ့တိုက်စစ်မှုပါကိုအစ်မတော်တော်တိုင်ပတ်နေတဲ့တိုက်စစ်မှုပဲဒါပေမဲ့လို့ပေါ့နော်ဟိုသူ့မှာလည်းသူ့အကြီးသွင်းနေသူရှိတာပဲဒါတွေကို Inter တို့ပါတို့က okay ဒီအကြီးသွေးတွေကတော့ငါတို့အသုံးချလို့ရတယ် Napoli တို့ Juve တို့ကလည်းဒီအကြီးသွေးတွေကတော့ငါတို့အသုံးချလို့ရတယ်ဆိုတော့ပုံစံမျိုးနဲ့ပေါ်ဖို့ဒါစိတ်ဝင်စားတာလည်းဖြစ်ကောင်းဖြစ်နေတာပေါ့လေအဲဆိုတော့အသင်းပေါ်မှာပဲမူတည်နေတယ်ဆိုတော့သူတို့ဘက်ကလည်းကဲလန့်မှုတွေမှာ ဒီကန့်လန့်မှုတွေကတော်တော်ကောင်းနေဆိုလို့ရှိရင်တော့အပြောင်းအရွှေ့ကချက်ချင်းတောင်ဖြစ်သွားမယ့်အခြေအနေမျိုးပါတခုပဲကျွန်တော်တို့စိတ်ပူရမှာငါတို့ Resman Highland ကိုငါတို့လက်လွတ်မယ်ဆိုရင်ဘသူနဲ့ပြန်အစားထိုးမှလဲပေါ့အခုကကိုဒီက Joshua Zixi တို့ Resman Highland တို့အပြင်ကိုနောက်ထပ်တိုက်စစ်မှုတွေလိုးနေတာနော်ဘာလို့လဲဆိုတော့ဒီလောက်နဲ့မလောက်လို့ပဲတကယ်လို့ Highland ကိုလက်လွတ်မယ်ဆိုလို့ရှိရင်နောက်ထပ်ထပ်ဝင်လာမယ့်ကစားမကအများကြီးပိုကောင်းမှကျွန်တော်ရမှာအခုက Highland နဲ့ Joshua Zixi ရှိတာတောင်မလောက်တဲ့အခြေအနေမျိုးမှာ တို့ကလက်ရှိကစားမတွေကိုလက်လွတ်ပြီးတော့နောက်တစ်ယောက်ထပ်ပြီးတော့မခေါ်နိုင်တိုင်ပတ်မှာနော်ဆိုတော့ဒါကြောင့် white land ကိုလက်လွတ်မယ်ဆိုရင်ကျွန်တော်ကတော့ပြဿနာမရှိ white land ကိုလက်လွတ်လို့မလွတ်လို့သိတယ်မလားပြဿနာမရှိဘူးနော်ဒါမျိုးလို့နောက်တစ်ယောက်ခေါ်နိုင်ဖို့တော့လိုတယ်နောက်ထပ်တိုက်စစ်မှုကောင်းနေကျွန်တော်ခေါ်နိုင်ဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ Joshua Zigzi က go to win နဲ့တိုက်စစ်မှုမျိုးမဟုတ် goal scoring striker မဟုတ်ဘူးဗျာသိလားသူကလည်းသူ dribbling နေဘလောက်ကောင်းနေအချိတ်ဆက်တွေဘလောက်ကောင်းနေ link up play နေဘလောက်ကောင်းနေပဲပြောပြော go to win နဲ့တိုက်စစ်မှုမဟုတ်တော့ ဘလူးမန်ကိုကျွန်တော်တို့နေပေါ့နော်ဒါအားကိုးလို့မရဘူးဆိုတော့အတင်းမှာဆိုလို့ရှိရင်တိုက်စစ်မှာဂိုးတွေဇက်တိုက်သွင်းနိုင်မဲ့ဂိုးစကောရင်းတိုက်စစ်မှုမျိုးကိုကျွန်တော်လိုတာအကြအဲ့လိုကစားမမျိုးကိုကျွန်တော်ခေါ်နိုင်ဖို့လိုတယ်ဝိုင်းလန်နဲ့ပတ်သက်လို့အကယ်လို့မြန်ယူဗင်တို့အင်တာတို့နာပိုလီတို့ကအမှန်ကန်ခေါ်ဖို့ကြိုးပမ်းလာမယ်ဆိုရင်တော့တကယ်တကယ်တည်းပေါ့နော်ဒါအပြောင်းအချွေကချက်ချင်းတောင်မှဖြစ်သွားမယ်အခြေအနေမျိုးလေးကျွန်တော်ပြောရမယ်ဒီလိုကစားမမျိုးကိုအတင်းမှာဆက်ပြီးတော့ကျွန်တော်ဘယ်သူကထားတော့မလဲသိတယ်မလားကစားမကိုတိုင်ကတိုင်ပတ်နေရတဲ့ဆိုတဲ့အခြေအနေမျိုးမှာဆိုတော့ဒါကြောင့်အတင်းက ဟိုငွေတွေကလည်းအမှန်ကန်လိုချင်နေတယ်ဆိုတဲ့အခါကျတော့ဒီအပြောင်းအရွှေ့ကဗျာကျတို့ဖြစ်လာဖို့အတွက်ကျတို့ဒါအချိန်ကြီးကများတယ်ဒါကတော့ Resma Highland နဲ့ပတ်သက်လို့ပေါ့လေဆိုတော့နောက်ထပ်အပြောင်းအရွှေ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီကွန်ညာတို့ဘာလို့ ਨੇ ပတ်သက်တဲ့အပြောင်းအရွှေ့ကိုကျွန်တော်ကြည့်ကြည့်ရအောင်မနော်ဒီ Lollywood ဝယ်ပေါ့ဒီ Athletic ကနေပြီးတော့ပြောထားတာအပြောင်းအရွှေ့နဲ့ပတ်သက်လို့ရှိရင်တော့ Urban Dantin ရဲ့ကစားသမားဖြစ်သူ Matthias Cunha နဲ့ United ရဲ့ဆွေးနွေးမှုတွေကသဘောတူညီမှုရလူနီပါတီဖြစ်နေပြီးတော့ဗောနော် Ipswich တိုက်စစ်မှု Liam Delap ကတော့တပီးခဲ့တဲ့တနင်္လာနေ့ကလည်း Manchester မှာကိုရန်လာရောက်ဆွေးနွေးမှုတွေကျွန်တော်ရှိခဲ့တယ်။ Manchester United ကနောက်ရာသီ Champions League ဝင်ခွင့်မရခြင်းเนาะကျွန်တော်တို့ဒါအဲ့ဒီ Tottenham ကဖလားဖလားတွေရသွားပြီးတော့အပူစုကြီးတွေရသွားခြင်းဒါတွေကအသင်းရဲ့အပြောင်းအရွှေ့ပေါ်ဘလောက်ထိတက်ရောက်မှုရှိမလဲဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်။ကျွန်တော်တို့ခဏတိုင်းဆွေးနွေးကြရတယ်ဗောနောကျွန်တော်တို့ခဏတိုင်းဆွေးနွေးကြရတယ်။ငါတို့ဒီဖလားကိုမရခဲ့ဘူးဆိုရင် အတင်းရဲ့အနာဂတ်ကျွန်တော်လာမယ့်ရာသီပြင်ဆင်ဖို့ဘယ်လောက်ထိထိခိုက်မှုရှိနိုင်တယ်လဲကျွန်တော်ခဏတိုင်းဆွေးနွေးကြရတယ်အခုဆိုလို့ရှိရင်လည်းပဲဒီတိုင်းပဲလက်ရှိ Matthias ကွန်ညာကိုခေါ်ယူဖို့အတွက်ကသဘောတူညီမှုရလို့နေပါဖြစ်နေပြီအဲမဲ့လို့ကျွန်တော်သဘောဒီအကယ်လို့ Champions League ဝင်ခွင့်မရတော့ဘူးဆိုကွန်ညာကလာပါမလားကျွန်တော်ကတော့ကွန်ညာမှမဟုတ်ဘူးအပြောင်းအရွှေ့ဒီအားလုံးကခဲရင်သွားပြီလို့ကိုကျွန်တော်ထင်တယ် Matthias ကွန်ညာနဲ့ပတ်သက်လို့ရှိရင်လည်းပဲဟိုအရင်ကတည်းကဘောနောပွဲမကန်ခင်ကတည်းကကွန်ညာကတော့ ဒါပါတော့သူကတော့ဗောနော Champions League ဝင်ခွင့်ရသည်ဖြစ်စေမရသည်ဖြစ်စေ United ကိုပြောင်းလာမယ်လေဟေ့ဆိုတော့တရင်မျိုးတွေကကျွန်တော်ထွက်နေတာဆိုတော့နည်းနည်းတော့အားရှိသေးတယ်။ဒါပေမဲ့လို့ဗောနော်ကွန်ညာတယောက်ထဲနေလဲကျွန်တော်ဘာမှလုပ်လို့မရဘူးဗျာသိလား။အကယ်လို့ကွန်ညာတော့မှအခုရောက်လာပါအောင်မလားကျွန်တော်မသေးကြတော့ဘူး။တခြားမဟုတ်ဘူးကွန်ညာနဲ့ပတ်သက်လို့ရှိရင်ဟို Champions League ဝင်ခွင့်လည်းမရတော့ဘူး။အသင်းရဲ့အနာဂတ်ကိုလည်းအများကြီးထိခိုက်မှုတွေရှိလာတော့မယ်ဆိုတော့ကွန်ညာရဲ့ဘက်ကလည်း Okinawa Manchester United ကစားကျင်တာတော့ဟုတ်ပြီ။ဒါပေမဲ့လို့ဗောနော်ငါအနာဂတ်ကျတော့ဘယ်လိုဖြစ်လာမလဲ။ ငါဒီတင်းနဲ့တူအောင်မြင်နိုင်ခြင်းရှိတဲ့ပုံစံမျိုးကိုငါဖန်တီးနိုင်ပါလားငါလာတယ်ဆိုလို့ရှိရင်ရောဒီတင်းကအောင်မြင်နိုင်ခြင်းကောင်းပါလားအခုကကွန်ညာလိုကစားမမျိုးကယူနိုက်တက်တင်းတွေကလိုချင်နေတာမဟုတ်ဘူးသူ့ကိုအမှန်ကန်လိုချင်တဲ့အသင်းရင်ရှိတယ်အဲ့ဒီတဲမှာမှ तू ကလည်းလက်ရှိကလပ်အသင်းတိုင်ပတ်နေတာတော့မှထူးထူးခြားခြားထူးထူးခြားခြားကိုယ့်အသင်းကိုပြောင်းချင်တာဒါကြောင့်ဘနောကွန်ညာရဲ့အပြောင်းအရွှေ့ကိုတော့မှကျွန်တော်ကစိတ်ပူရမယ့်အချင်းကြီးမျိုးကိုကျွန်တော်ရောက်နေပြီဟိုဒီ laptop ဘာလို့ကတော့မမျှော်လင့်တော့ဘူးဘာလို့လဲဆိုတော့အသင်းနဲ့စကားတွေပါပြီးပြောတယ်တခြား Chelsea တို့ဘာလို့လဲစကားတွေပါပြီးပြောတယ် ိုင်မဲ့လို့ဗောနော်ကိုရီးယားချန်ပီယံစ်လိဝင်ခွင့်เนาะမရဘူးဆိုတဲ့ခါကျတော့ဒီကြတဲ့ဒီလက်တူပါလို့တော့မျှော်လင့်လို့မရတော့ဘူးဗီတာအူစီမန်တို့ပါလို့မျှော်လင့်လို့မရတော့ဘူးပီတာဂူခရက်စ်တို့ပါလို့ကျွန်တော်မျှော်လင့်လို့မရတော့ဘူးလို့ကျွန်တော်ပြောလို့ရတယ်အဲကြောင့်အသင်းရဲ့တိုက်စစ်မှာကျွန်တော်တို့အကယ်လို့ရက်စမန်ဝိုင်လန်ကိုလက်လွတ်ရင်နောက်ထပ်တိုက်စစ်မှု goal scoring တိုက်စစ်မှုကခေါ်နိုင်မှအဆင်ပြေမှာမက်ဒီယက်စ်ကွန်ညာတို့ပါလို့ဆိုတဲ့မျိုးကလည်း center forward ဖြစ်ကစားလို့လည်းရတယ် left wing ဖြစ်ကျွန်တော်ထားပါတော့ narrow number 10မှာလည်းကျွန်တော်ကစားလို့တော့ရတယ် ပေမဲ့ကွန်ညာရဲ့အပြောင်းရွှေ့ကတိုက်စစ်နဲ့တော့မရောတင်ဘူးเนาะဆိုတော့တော့မရောတင်ဘူးဒါကြောင့်ကွန်ညာရဲ့အပြောင်းရွှေ့တောင်မှအတင်းကစိတ်ပူစရာကောင်းလာတဲ့အချိန်မျိုးပါကျွန်တော်မအံ့ဩဘူးပြာသေးလားเนาะမအံ့ဩဘူးအတင်းပိုင်းချိန်တွေပါလေဒါတွေကိုကောင်းကောင်းသဘောပေါက်လိမ့်မယ်လို့ကျွန်တော်ထင်တာပဲဘလောက်ထိတောင်မှကျွန်တော်တို့တိုင်ပတ်နိုင်ချေရှိတယ်လေကိုရီဒီလိုမျိုးပေါ့เนาะအဲကျွန်တော်တို့ဒီ Champions League ဝင်ခွင့်ဒီပိုင်းလွဲခဲ့ရင်အဆင့်16 18လောက်နဲ့ယာယီတိမ့်နိုင်ခဲ့ရင်အဲ့တော့ဘလောက်ထိတောင်မှစူးစူးဝါးဝါးကာလာကိုကြုံရမလဲဆိုတာသူတို့သိပြီးသားပဲ ဆိုတော့ဒါကြောင့်ပေါ့နော်ကျွန်တော်ကတော့တကူလူမျိုးကစားမားတွေကိုခေါ်ဖို့အတွက်တိုင်ပက်နေတာတွေကလုံးဝဟိုမထူးဆန်းဘူးလို့တော့ကျွန်တော်တို့ယူဆတယ်နော်ဆိုတော့ညီကလို့အနေနဲ့ရောဆိုတော့ဒါဘယ်လိုမြင်ကြလဲဒီနေရာမှာကျွန်တော်တို့အနေနဲ့ဒီ Manchester Immunity News တို့ပေါ့နော်ပြီးလို့ရှိရင်အဲ Miguel Delaney တို့ကနေပြီးတော့ဖော်ပြထားတဲ့သတင်းတွေကျွန်တော်ရှိတယ်ဒါတွေကိုကျွန်တော်ကြည့်ကြည့်အောင် Champions League ဝင်ခွင့်လက်လွတ်ခဲ့ရပြီမဲ့ United တာဝန်ရှိသူတွေရဲ့ဘက်ကတော့ Amorin ကိုလုံးဝထောက်ခံအားပေးပြီးတော့ဗောနော် ာမင်နူရာဒီပြောင်းရှိမှာလူအင်အားပန်ပူးပေးမှာဖြစ်တယ်ပေါ့ပန်ပူးပေးရမှာပေါ့เนาะဒီတိုင်းထားလို့မှမရတာအိုက်စင်မူရက်စမောက်ဝိုင်လန်ကိုတော့အတင်းတောင်းရှိသူတွေရဲ့ဘက်ကသဘောမချကြတော့ဘူးနူရာဒီအပြောင်းရှိမှာအယောင်စင်းရင်တင်ဖို့ရှိတယ်ပေါ့เนาะအိုက်စင်မူလီယမ်ဒီလက်ကိုခေါ်ယူဖို့အတင်းဘက်ကကြိုးပမ်းမှာဖြစ်တယ်ဆိုပြီးပြောထားတယ်မာကက်စထရက်ဖို့အန်တိုနီဆန်တိုးစ်ဂျေဒန်ဆန်ဂျူတို့ကိုလည်းအတင်းရဲ့ဘက်ကရောင်းချသွားဖို့ရှိတယ်ပေါ့ United အတင်းမှာတောင်းရှိသူတွေရဲ့ဘက်ကတော့ယူရိုပါလိတ် ရှုံးပွဲအပေါ်မှာအဆက်ရခဲ့ကြပြီးတော့ဘောလုံးလောကမှာအခုလိုစိုးဝါးတဲ့ကြဆင်းမှုမျိုးဘယ်အသင်းဘယ်သောအခါမှမှမကြုံရဘူးကြောင်းအပြည့်အဝသတိပြုမိခဲ့ကြတယ်ပေါ့နော်ဒီလိုပါလိဘောလုံးပွဲပြီးမှာတော့ဆာဂျင်ရက်ကလီရဲ့ဘက်ကလုံးဝကြီးကွေးဝန်းနေနေတယ်ပေါ့ဗျာနော်လုံးဝပြီးတယ်မလားလုံးဝခံစားလို့မရတဲ့အခြေအနေမျိုးဘာမှတက်တောင်းတက်တာမရှိတဲ့ပုံစံမျိုးခံစားနေရတယ်ပေါ့အာကျွန်တော်တော့ဗျာဒါတွေကအပူတွေပါနော်ဒါတွေကအပူတွေပါကျွန်တော်တို့ဆာဂျင်ရက်ကလစ်နဲ့ပတ်သက်လို့ရှိရင် PR လိုက်လုပ်နေတဲ့သတင်းမျိုးတွေပဲ သိတယ်မလားနော်ဘိုလူဘွဲအပြီးမှာဆာဂျင်ရက်ကလေးကကြည်ကွဲနေတယ်လို့ဘာလို့ဆိုတာမျိုးတကားပဲဗျာသိလားနော်ကြည်ကွဲနေတယ်ဆိုဘာလို့ကြည်ကွဲလဲဖလားမရလိုက်လို့တော့နော်ဖလားမရလဲလို့မကြည်ကြည်ကွဲတာမျိုးလို့တော့ထင်နေနဲ့ United အောင်မြင်ရမှာကိုမအောင်မြင်ခဲ့လို့တော့မထင်နဲ့ဟောငါတို့ Champions League ဝင်ခွင့်မရတော့ရင်ငါတို့တော့ဝင်ငွေတွေဆုံးရှုံးပြီဟေးဆိုတာကြောင့်ကြည်ကွဲတာဖြစ်ရင်ဖြစ်လိမ့်မယ်အဲ့တဲတော့ကျွန်တော်တို့နေတယ်နော်တခြားတခြားအကြောင်းရင်းဖြစ်ဖို့မရှိဘူးနော်တောင်ရှိသူတွေရဲ့ဘက်ကယူရိုပါလိရှုံးပွဲပေါ်မှာအဆက်ရခဲ့တယ်ပေါ့ဗျာနော်ရှက်တတ်ကြသည်လို့အံ့ဩရပါတယ် နော်ရှက်တတ်ကြသည်လို့အံ့ဩရတယ်ဗျာသူများအသင်းတွေအတီးတီးအောင်မြင်နေတဲ့အချိန်အောင်မြင်နေဖို့ investment တွေကိုစီလို့ structure ဘိုင်းတွေတေချာတိဆောက်နေကြတဲ့အချိန်မှာကိုသင်းကဘယုံသုံးကလှုပ်ချင်ရလှုပ်နေရင်းနဲ့အခုကျမှ share တယ်လားလှုပ်နေနော်ဟိုရှက်တတ်တယ်လို့တော့ကျွန်တော်မထင်ပါဘူးစကလုံးအဖြစ်ရေးထားတာပဲရှိမှာပါနော်အာဘလုံးလောကမှာအခုလိုစူးဝါတဲ့ကြာဆုံးကြီးနေဘယ်တော့မှမကြုံဘူးပါတတိပြုမိခဲ့ကြတယ်ပေါ့အမလီတော်သေးတာပေါ့မန်ချက်စတာယူနိုက်တက်ကြာဆင်းလာတာ73နှစ်14နှစ်လောက်15နှစ်လောက်ကျွန်တော်ရှိပြီဗျာ 2023ခုနှစ်ဇာတ်လမ်းဖောက်ကူဇန်နောက်ထွက်ကလေးကဘယ်တော့မှဥမောဥမောမောနိုင်ဘူး။နောက်အဲ့တခြားလူတွေကသူတို့ကသတိပြုမိတဲ့အနေအထားမျိုးမှာမရှိဘူး။အခုကြမှာတန်းစရာလူလူနီမှာဖြစ်မှာ။ဩငါတို့တော့ဟေးနော်သတိပြုမှုပြီဟေးဆိုတော့ပုံစံမျိုးဖြစ်နေတာ။ဒါတွေကလက်ကားပဲတိလာဒါတွေကလက်ကားပဲဘာလို့လဲဆိုတော့ခုနကကျွန်တော်ပြောသလိုပဲ PR တွေပြတိလာနော် Manchester United တင်ရင်ဘကတိုင်းလဲပက်ပြီးတော့ပြည်သက်တွေကလုံးဝအမှန်ကန်ဝေဝေဖန်ကြတော့မှာတိတယ်မနော်ဒီပြောကြဆိုကြတော့မှာဆိုတော့တိတဲ့ခါကျတော့ဒါပြည်သက်တွေ ကြည့်တယ်မလားနည်းနည်းစိတ်ပြေနိုင်မဲ့စကလုံးนี่ကျွန်တော်ရှောက်ရေးနေကြတာပဲရှိတာဘယ်တော့မှဒါတွေကကျွန်တော်ကောင်းတဲ့အရာတွေမဟုတ်ဘူးเนาะအကုန်လုံးကကျွန်တော်အနေနဲ့ဒါဟိုဟန်ဆောင်ပန်ဆောင်နေကြီးပဲတယ်ဗျာเนาะဒါကျင် reclive တို့ဆိုလို့ရှင်လေကျွန်တော်ဒီတိုင်းပဲလက်ရှိသူတို့ရောင်းဖို့ပြင်နေတယ်ပြင်သစ်ကလပ် niche အတင်းเนาะအဲ့အတင်းရဲ့ပြည်သက်တွေဆိုလို့ရှင်လေပြောတာပဲဒါကျင် reclive ကစကလုံးนี่နဲ့လိန်ပြီးတော့တည်တယ်မလားဘယ်တော့မှအမှန်ကန်ရလက်ကောင်းလုတ်ပြထားခြင်းမရှိဘူးတို့ဘာတို့အမြဲတမ်းပြောတယ် ယူနိုက်တက်ပြည်သက်တွေကံကောင်းပါစီတော့မှစမလီစူတောင်းပေးလိုက်သေးတယ်အဲဒီကောင်တွေကအဟုတ်အခုလည်းပဲအခုကိုရီခံနေရပြီနော်ကျွန်တော်တို့ပို့ပြီးတော့စူးလာပါတယ်အသင်းမှာကပြင်ဆင်ဖို့ကြိုးပမ်းမယ်ဆိုတဲ့ပို့ပြီးတော့ကျွန်တော်တို့စူးလာပါတယ်ဒီနေရာမှာကွင်းဆောက်ဖို့တွေပါတယ်သူတို့အာယုံရနေတာဘာလို့လဲဆိုတော့ကွင်းဆောက်လို့ရှိရင်အဲဗာလဲဟိုငွေတွေအများကြီးကျွန်တော်တို့ generate လုပ်နိုင်မယ်အဲ့ကွင်းရဲ့ငွေကိုကျွန်တော်တို့ဘယ်ဘယ်ငွေနဲ့သွားဆောက်မလဲအဲ့ကွင်းတွေကိုဒါတွေကျွန်တော်တို့မသိဘူးသူတို့မသိဘူးဟုတ်တယ်မလားနော်အသင်းဘက်ကရလာတဲ့တစ်နှစ်တစ်နှစ်ဝင်ငွေတွေကနေဖဲ့ဖဲ့ပြီးတော့သူတို့ကစောက်မဲ့နေထားမှာကျွန်တော်တို့ရှိတယ် ကျွန်တော်ပြညာကကွင်းထဲမှာရက်လက်မကောင်းသေး၍ကျန်တဲ့ဟာတွေပြောင်းလို့ဘာမှဖြစ်မလာဘူး။နော်အရာအလုံးကကွင်းထဲကရက်လက်ပေါ်မှာမှီတီးနေတာကွင်းထဲကရက်လက်ဒီကောင်းအောင်လို့ကျွန်တော်တို့ကကျူးပန်းရမှာအဲ့ဒါကြောင့်မအရာအလုံးကအဆင်ပြေပါမယ်။ကွင်းတစ်မကလို့ဘာပဲဖြစ်ဖြစ်ဒိန်ကွင်းမှာဆောက်လို့ရတယ်ဗျသဘောပေါက်လားနော်အရေးအလုံးအချင်းကြီးကောင်းလို့ရှိရင်အချင်းကြီးမကောင်းပါဘူးဆိုမှပဲဟိုဟာပြင်ချင်တာဒါပြင်ချင်တာတကယ်အဓိကပြဿနာကိုဖြေရှင်းဖို့မကျူးပန်းမင်းနဲ့ကျွန်တော်တို့ကကျန်တာတွေကိုအယုံရောက်နေတာ နော်ဒါကြောင့်အသင်းပိုင်ရှင်ဒီအသင်းပိုင်ရှင်ဒီရဲ့ဘက်ကတည်တယ်မလားနော်ဟာအချက်ရခဲ့ကြတဲ့ဘာညာဆိုတဲ့မျိုးကအလကားပဲစဉ်းစားကြည့်ပြစပားကိုဒီယာဒီ၄ခါတွေ့တယ်၄ခါသလုံးကျွန်တော်ရှုံးတယ်ဘလို့မှအတိတ်ပဲရှိမနေဘူးဘလို့မှအတိတ်ပဲရှိမနေဘူးနော်ဒါကြောင့်ဟိုတောင်းရှိသူတွေအနေနဲ့လည်းဟိုရှက်တယ်မဲ့တယ်ဆိုတာမျိုးကအလကားပါနော်ကျွန်တော်ဒါကိုကြာဘူးနာဝဘာလဲဟိုရှိအောင်သိတယ်မလားเนาะကျွန်တော်အနေနဲ့ကျွန်တော်ဒီလာဆောက်ပြီးတော့ပြောတာပဲအတိကဘာမှမဟုတ်ဘူး အဲဒီကအဲ့ညတော့ကပေါ့နော်မန်ချက်စတာယူနိုက်တက်အသင်းသားတွေတွေ့ပေါ့နော်အသင်းဘက်ကအင်ဒိုပါတီတခုပြုလုပ်ပြုလုပ်ခဲ့တယ်ပေါ့ဗျာဝန်ထမ်းနေရဲ့ဘက်ကတော့အာကစားမားတွေတွေ့ပဲစီစီနေဟေးငါတို့တွေ့မပါဘူးဆိုပြီးတော့စိတ်ပြတ်ရတယ်ပေါ့နော်ပါတီပွဲမှာတော့ဗျာတော်တော်လေးကို၆ကက်ပြီးတော့အသက်မဲ့တယ်ဘာညာပေါ့နားမလဲဘာပါတီလောက်ကြတာလို့ဒီချိန်မှာဒီချိန်မှာဘာပါတီလောက်ကြတာတော့အဲ့အင်ဒိုပါတီနော်ပြောတော့ပိုက်ဆံမရှိဘူးဘာမရှိဘူးနဲ့ပေါင်၄000လောက်ကုန်မဲ့ပါတီကိုဘာလို့လုပ်နေကြတာတော့ဘာလို့ဘာပါတီမင်းတို့လုပ်နေကြတာတော့ ဟုတ်တယ်မလားဘာပါတီလို့ကြတာတော့ဟာငါတို့တော့ရှုံးမီရှုံးတဲ့ပါတီလို့အဲ့ဒါဆိုတော့မွဲမှာပဲဘာလို့လဲဆိုတော့မင်းတရားစီလုံးရှုံးနေတာရှုံးနိုင်တာပါတီလို့ရရင်မွဲမှာပဲအတိတ်ပဲမရှိတာဗျာဘာပါတီလို့ဘာတွေမြန်မြန်ပါတီလို့နေရဒီချိန်မှာနောက်ပြီးဝန်ထမ်းတွေကလည်းသူတို့မပါလို့တာငါလို့ကိုယ်ကိုအိမ်ပြန်ပေါ့ကမပါတော့ဟုတ်တယ်မလားဒီပါပြီတော့ဒီဒီကောင်နေနဲ့မြန်မြန်ပါတီမြန်ပါခြင်းနေသေးတယ်နော်ဟိုနေရာပါခြင်းဒီနေရာပါခြင်းနဲ့ဟုတ်တယ်မလားဟိုအင်ဒိုပါတီဒီချိန်လို့ဘာဘာတွေဘာဘာဘာကိုရည်ရွယ်ပြီးတော့အဲ့ပါတီလို့နေတာတော့ အော်နောက်ဆုံးတော့ဟေးတည်တယ်မလားနော်ငါတို့စိတ်ပြည့်စရာယာစီကုံသွားပြီဟေးဆိုတဲ့ပုံစံမျိုးနဲ့အဲ့ပါတီကျင်းပါရင်တော့โอเคမသိဘူးနော်တော့ဘာပဲလုတာကိုင်းတာတွေကအကုန်လုံးဟာမင်းစန့်ကျင်ဘက်တွေကြီးပဲဘာမှမဆိုင်ဘယ်အသေးမှမမကြားဘူးတာတွေကြီးပဲဝန်ထမ်းတွေရလဲပေါ့နော်လက်ရှိရှုံးပွဲရှုံးပွဲကြောင်တည်တယ်မလားအတင်းရဲ့အနာဂတ်ပလန်ဒီနဲ့သူတို့ရဲ့ယာရူးတွေတည်တယ်မလားဟာပိုင်ရှင်ကြီးရဲ့ဘက်ကဝန်ထမ်းတွေမြန်ထက်ပြီးတော့ဖြုတ်အောင်မလားပေါ့ဒိုင်မိုတွေကိုထက်ပြီးတော့စိုးရင်လာကြတယ်ပေါ့နော်ဘောလုံးနယ်ပယ်ကအမှုဆောင်ရာရှိတွေရဲ့ဘက်ကတော့အမ်မိုရင်က ယူနိုက်တက်မှာအောင်ကိုအောင်မြင်လိမ့်မယ်လို့ယုံကြည်မှုရှိနေတယ်ပေါ့ဗျာဒါပေမဲ့လည်းလို့ပေါ့နော်အခုလိုကြီးကြီးမားမားပြုပြင်ပြောင်းလဲပြောင်းလဲမှုအပြင်ကလပ်ရဲ့ culture ဘိုင်းကိုပါပြောင်းလဲဖို့ယူနိုက်တက်ရဲ့ကစားမခေါ်ယူမှုတွေပြောင်းလဲဖို့နော်ဒါအပြင် MOD ရဲ့ကိုပိုင်းလေ့ကျင့်ရေးစနစ်တွေကိုပြောင်းလဲဖို့၃နှစ်ခန့်အချိန်ယူရလိမ့်မယ်ဆိုပြီးတော့ယူဆထားကြတယ်ပေါ့ MOD အောင်မြင်လိမ့်မယ်ဆိုပြီးတော့သူတို့ယုံကြည်ထားကြတယ်ပေါ့နော်ကျွန်တော်ကတော့ဗျာအမင်းအဲ့ဒါကိုတန်တရားရှိတယ်သိလား ျွန်တော်တကယ်ပြောတာအလက်ရှိမင်းညားကစပားကိုကျွန်တော်ရှုံနေသွားတဲ့ပွဲမှာအမ်မိုရင်ကြောင့်အမ်မိုရင်ကြောင့်အဓိကရှုံနေသွားတာအဲ့ဒါယုံလားအဲ့ဒါအမ်မိုရင်ကြောင့်အဓိကရှုံနေသွားတာအဲ့ဒီတန်ဟာတောင်ရှုံညီမရှုံမှာမနဲ့ပြောရရင်ဒီလားထားပါနော်အမ်မိုရင်ကြောင့်အဓိကရှုံနေသွားတာဘာလို့လို့ပြောရလဲပိုစတီကိုဂလူးကဘယ်ဒုံးကမြန်ပြခန်းစစ်ပိတ်ကစားဘူးလို့လဲပိုစတီကိုဂလူးလိုနီးပြမျိုးကကြိုက်တဲ့ပုံစံနဲ့ကြိုက်တဲ့ပုံစံနဲ့လာအမြဲတမ်းတိုက်စစ်ဆင်ပြီးတော့ကစားတဲ့အသင်းမျိုး ဒါပေမဲ့လို့ final မှာဖလားရရရာရှိတော့ final ကိုဖလားယူပြီးနိုင်မယ်စနစ်မျိုးနဲ့အမြင်ပြောင်းပြီးတော့တုံသွားတယ်။တကူရသွားတယ်ခန်းစစ်ပိတ်ဒုတိယပိုင်းဂိုးပေါက်တလုံးမှန်ကန်ချင်းကန်ကွမရှိဘူးပြဿနာမရှိဘူးငါတို့ဂိုးထက်မပြရဘူးလို့တယ်ငါတို့ကနိုင်နေတာဒါမျိုး Manchester United ဘာတွေလုပ်ခဲ့လဲလူစင်းရင်ထုတ်တဲ့နေရာမှာလည်းတရာစီလုံးနီးပါ injury ပြဿနာကြုံနေရတဲ့ Luke Shaw တို့ Mason Mount တို့ကိုကျွန်တော်ထည့်တယ်။ Garnacho တို့ကစားမလေးတွေကိုကျွန်တော်မထည့်ဘူး။ Kobe Mainu တို့ကစားမမျိုးကိုပွဲပြီးကနေ88မိနစ်မှကျွန်တော်ထည့်တယ် 78မိနစ်မှာကျွန်တော်တို့ထည့်တယ်မိနစ်80လောက်မှာအပြောင်းလဲသူလုတ်တယ်ဘာဒီအပြောင်းလဲလုတ်လဲမကွိုင်းရကိုကျွန်တော်နေနေပေါ့နော်ကျွန်တော်ရှေ့သွားပြီးတော့ဖြစ်တင်ပေါ်ကြီးကျွန်တော်သာပေးတယ်ဆိုကျွန်တော်တို့ရဲ့ပလန်ကဒါပဲငါတို့ဒီနော်တကယ်ပုံစံတိုင်းကစားကြမဟိမနိုင်တော့ဘူးဆိုငါတို့ပါလို့မလဲအဲ့ဒီမကွိုင်းရကိုရှေ့ဖို့ကွာခေါင်းပေါ်တွေသာပေးမိကောင်ခေါင်းတိုက်လိမ့်မယ်ဒါပလန်ဟုတ်မနေဘူးဗျာဒါပလန်ဟုတ်မနေဘူးဟေးခေါင်းကြီးတို့ကက်ဆယ်မဲတို့တို့နော်ထားရှိမှာတဲ့ကောင်ကြီးကအမြင်ပေါ်ပြီးပြကြဟိသူကနေသူတစ်ခါ ဝင်ကိုသွားလိမ့်မယ်ဆိုတဲ့ပုံစံမျိုးဒါကြီးကအဟုတ်မနေဘူးဗျသူများအသိနေဆိုလို့ရှိရင်ဒီတယ်မလားထားပါတော့ခေါင်းမတိုက်နေတဲ့အသိနေဆိုလို့ရှိရင်ရရင်ရမှာပါဗျတခါတလေနော်ဒါမျိုးလို့စပါးလိုမျိုးခေါင်းကောင်းတဲ့ခန်းစစ်တွေနဲ့ဆိုအခုဘာမှလုပ်လို့မရတော့ဘူးလေအဲကြောင့်နီးပြရဲ့ပြောင်းလဲမှုတွေကတော်တော်ကိုတမာယူကြဆန်လုံးနဲ့မေဆန်ပေါင်းကိုထုတ်ပြီးတော့ဂနာချူနဲ့လဲတယ်ရက်စမန်ဝိုက်လန်ကိုထုတ်ပြီးတော့ဇစ်ဇီနဲ့လဲတယ်အဲဘာပြောလဲဆိုတော့ကွင်းလေကိုကွင်းလေနဲ့လေအစွန်ကိုအစွန်နဲ့လေတောင်မန်ကိုတောင်မန်နဲ့လေ တိုက်စစ်လူနေပါတယ်ဂူးလူနေပါတယ်ဆိုတဲ့အခြေအနေမျိုးမှာဟုတ်တယ်မလားခန်းစစ်တရားလောက်ထုတ်ပြီးတော့တိုက်စစ်တရားထက်ပြီးအိုက်ကောင်ရှိဖို့ကွင်းလယ်ကစားမတရားနောက်ထက်တဒါမျိုးနဲ့ကျွန်တော်လုပ်လို့မရဘူးလားအရာအလုံးကိုတမာယူကြကြီးပဲလဲနေတာစပားဆိုဘရန်ဒန်ဂျွန်စင်ကိုထုတ်တယ်ဘသူထက်လဲဒန်ဆူလူကစားမမျိုးကိုထုတ်ထည့်ပြီးတော့နောက်တန်းကိုပို့ထားနေတာခေါင်းပေါ်တွေရှင်းဖို့ဒါဒါပဲသူတို့လောက်ရမှာနော်တခါလျာလဲဟိုတိုက်စစ်ကိုတိုက်စစ်နဲ့လဲခန်းစစ်ကိုခန်းစစ်နဲ့လဲတောင်မန်ကိုတောင်မန်နဲ့လဲကွင်းလယ်ကိုကွင်းလယ်နဲ့လဲဒါကြီးပဲတမာယူကြကြီးပဲကျွန်တော်လဲနေတာ ိုက်စစ်လူပါတယ်ဆိုမှပဲတိုက်စစ်ဟိုကျွန်တော်လူအင်အားဖြစ်ရမှာပေါ့ဟုတ်တယ်မလားပလန်ကလည်းကွာငါတို့ခေါင်းကြီးစီအမြင်ပေါ်ပေးတယ်ဒါပဲနောက်ပိုင်းပွဲပြီးကနေမိနစ်20လုံးအဲ့ဒီတိုင်းကြီးကျွန်တော်ကစားသွားတာဒါပလန်မှမခေါ်တာဒါပလန်လို့မှမခေါ်တာဟုတ်တယ်မလားအဲ့လောက်ကတော့ဗျာမင်းနီးပြဘလို့ခန့်တော့မှာတော့အဲ့လောက်လီးနေတော့နီးပြတယောက်ဘလို့ကျွန်တော်တို့ခန့်တော့မှာတော့ဟုတ်တယ်မလားနော်ဟိုကွင်းပေးမှာကျွန်တော်ကြည့်နေတဲ့ပရိသတ်တွေတော့မှာအဲ့လောက်ကတော့မင်းပြောတဲ့ဆိုတဲ့ဒါပဲဒါအတိတ်ပဲမရှိဘူးအဲ့ဒါပလန်မှမဟုတ်တာနော်အဲ့ဒါကျွန်တော်နီးစနစ်မှာကျွန်တော်မဟုတ်တာနော် ဟိုဒါကြောင့်ဟိုလက်ရှိအသင်းတောင်းရှိသူတွေရဲ့ဘက်က MO တွေကအသင်းကိုအောင်မြင်နိုင်လိမ့်မယ်ဆိုပြီးတော့ယုံကြည်ထားတာဘာအောင်မြင်ကြည့်ကြတယ်တော့မသိဘူးပေါ့နော်နောက်ကြလို့ချင်းလဲအောင်မြင်ချင်းအောင်မြင်လာမှာပဲပေါ့လေဒါပေမဲ့ကျွန်တော်တို့မထင်ဘူးဗျာသိတယ်နော်ဟိုပရီးမီးယားလိလိုနေရာမျိုးလာပြီးတော့သိတယ်မလားဒီ3421 formation တခုတည်းကိုပဲဒီဇိုင်းမမတ်သုံးနေတာရှုံလည်းမပြောင်းဘူးနိုင်လည်းမပြောင်းဘူးတည်ကြလည်းမပြောင်းဘူးဘယ်တော့မှမပြောင်းဘူးဘယ်လိုပြီးတော့အဆင်ပြေမှာလဲ ဝါဒီယူရာလိုလိုမျိုးပရီးမီးယားလိကိုလင်းနှစ်ဆက်ယူပေးထားတဲ့နီးပြားတွေ6နှစ်တွင်5လုံးလောက်ယူပေးထားတဲ့နီးပြားတွေတောင်မှတစ်နှစ်နဲ့တစ်နှစ်လိုက်ပြောင်းနေရတာဟုတ်တယ်မလားလိုက်ပြောင်းနေရတာနော်အာဆင်နယ်တို့တောင်မှကျွန်တော်တို့နေနေပေါ့နော်ကောင်းလာပြီဟိနောက်တစ်ခုပြောင်းဆော့လိုက်ရပြန်ပြီဟိဒါမျိုးသွားနေရတာခန်းစစ်ဆော့တင်ခန်းစစ်တိုက်စစ်ဆော့တင်တိုက်စစ်အပြောင်းလဲတွေကျွန်တော်လုံနေရတာခရစ်စတယ်ဘဲလေးစစ်နီးပြားအိုလီဗာဂလန်စနာတောင်မှအပြောင်းလဲကျွန်တော်လုံနိုင်သေးတယ်ဗျာဟုတ်တယ်မလားအပြောင်းလဲကျွန်တော်လုံနေကိုကဒီပုံစံတိုင်းကြီးကိုပဲငါကတော့ဟိမပြောင်းဘူးဆိုတဲ့ပုံစံမျိုးနဲ့ခေါင်းမာနေလို့ကျွန်တော်မရဘူး နော်မပြောင်းတာပဲလားဒါမှမဟုတ်သူတိတာဒီတစ်ခုပဲရှိတယ်လားဒါပဲတကူတည်းကတော့တခုပဲအမိုရင်ကဒီနည်းစနစ်ကအလုတ်ဖြစ်မယ်တိလို့ပဲမပြောင်းသလားဒါမှမဟုတ်ပြောင်းဖို့ကလည်းနောက်တစ်ခုမတိတော့ဘူးကသူ့မှာတိတာဒါအကုန်မဲဆိုတဲ့ပုံစံမျိုးကြောင့်ဖြစ်မလားဒါပဲကျွန်တော်ကြည့်ရမှာပဲအီဂျာဘောက်ကတော့ကျွန်တော်လက်ရှိဒီပုံစံနဲ့ပရီးမီးယားလိမှာကျင်လဲလို့မရဘူးနော်ဒါကြောင့်အသင်းတောင်ဝင်ရှိသူတွေရဲ့ဘက်ကအမိုရင်ကိုတိတယ်မလားနော်အောင်မြင်နိုင်မယ်ဆိုပြီးတော့ယုံကြည်ထားတယ်ဆိုတာဘာကူမြင်ကြည့်ပြီးတော့ယုံကြည်ကြတယ်တော့မသိဘူးနော် ဒါပါတော့အတင်းရဲ့ cultural တွေပြောင်းလဲဖို့ United ရဲ့ကစားမခွင့်မှုတွေပြောင်းလဲဖို့ ਨੇ သူ့ရဲ့လေ့ကျင့်ရေးကွင်းအစနစ်တွေကို ပြောင်းလဲဖို့၃နှစ်လောက်အချိန်ယူရမယ်ဆိုပြီးတော့သူတို့ပြောထားတာတွေကိုကြည့်ရင်ကျွန်တော်ကတော့တကယ်ပြီးတော့ကိုအတင်းကတော့နောက်၈၄နှစ်လောက်ထိကိုနလန်ထူလန်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးမညကပွဲရဲ့ရှုံနေမှု effort ကတအားကြီးတယ်တိောက်မှုကကျွန်တော်တို့ကတော်တော်ကြီးတယ်နော်ဘလို့မှကျွန်တော်တို့နေတယ်ပေါ့နော်ဆိုတော့နော်အစင်ကမပြေဘူးအတင်းမှာကအတင်းမှာကဘလို့ပြောမလဲအ ကျွန်တော်တို့ကအောင်မင်းနန်နဲ့အောင်မင်းနန်နဲ့အောင်မင်းနန်နဲ့ဆိုပြီးတော့ပြည်သက်တွေကိုကျွန်တော်တို့ချွေးသိမ့်မဲ့စကားတွေကျွန်တော်ရှောက်ပြောနေကြတယ်။เนาะအသင်းတိုင်ပတ်နေပြီဆိုလို့ရှိရင်ပြည်သက်တွေအစင်ပါလေဒီကျွန်တော်အချင်းကြီးကောင်းသွားအောင်လို့သိတယ်မလားဟာကစားမကောင်းတယောက်ကိုခေါ်ပြီးလိုက်တာမျိုးလို့သိတယ်မလားဒါမှမဟုတ်နီးပြလေးပြောင်းလိုက်တာမျိုးလို့တိုင်မှုတွေကျွန်တော်လုံကောင်းလုံနိုင်တယ်။ဒါပေမဲ့ဘယ်တော့မှသိတယ်မလားအသင်းအမှန်တကယ်ပြောင်းလဲလာအောင်လို့ကျွန်တော်တို့ကွာလို့ကြတာမျိုးကျွန်တော်ရှိမနေဘူး။ဒါကြောင့်ပေါ့နော်ဟိုအမ်ဘိုနေအောင်မင်းနန်လေးလို့ပြောနေတာတော့သိတယ်မလားဘာဒီမြန်ကြည့်ပြီးတော့ ြောလေးကျွန်တော်တို့နားမလည်ဘူးအတင်းတောင်းရှိသူတွေအကြောင်းအတင်းမှာအချင်းကြီးကတော့မကောင်းဘူးစာကျင်ရက်ကလေးဥဆောင်တဲ့ကျွန်တော်တို့ဒါတောင်းရှိသူတွေဘလောက်ထိကျွန်တော်တို့အနေနဲ့ပေါ့နော်အမှန်ကန်တူတောင်းလောက်နိုင်မလဲဒါပဲကျွန်တော်ကြည့်ရတော့မှာပဲဆိုတော့ညီတို့ရောလက်ရှိဒါထွက်လာတဲ့တင်းနေနေပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲတွေ့နေကြပါအောင်ကြည့်ရှုပါပြီးတဲ့ညီတို့များတို့ကိုကြည့်ကြည့်များကြီးတင်ပါတယ်